အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးပြက်လဲနှုတ်ဆက်လိုက်ပါတယ်။တကယ်ညီတို့ရေ prediction နဲ့တက်လေးနဲ့ကျွန်တော်ပြောင်းနေတော်တော်ကြာသွားပြီ။ဒီနေ့မှာကြည်ကျင်တဲ့ပွဲဟာဒေဘာဘူးနဲ့ Estopila ပွဲရင်ခုန်နေတာ။မနေ့နှစ်နာရီခွဲမှဆိုတော့ကျွန်တော်ပွဲစဉ်ကနည်းနည်းနှောက်ကြဆိုတော့ကြည့်ဖို့အတွက်သိမလွယ်ဘူးလား။နောက်နေ့ပွဲစဉ်တွေနဲ့ကျွန်တော်လှုပ်ဖို့အလုပ်လေးရှိသေးတော့ Okay ကျွန်တော်ဒီနေ့စတင်နေ prediction လေးစလိုက်ရအောင်။တော်စီစီမှာ6နာရီခွဲမှတက်စီနေတာ။တပွဲ၊နှစ်ပွဲ၊သုံးပွဲ၊လေးပွဲ၊ငါးပွဲတိတိရှိတယ်။ Brighton နဲ့ Leeds United ပွဲစဉ်လေးယင်ကြည့်လိုက်ရအောင် Brighton ချစ်ပွဲမှာ Arsenal ရှုံးနေထားတယ်ပြီးတော့ Premier League မှာ Man U ရှုံးနေထားတယ် Leeds ချေမှန်တယ်ပြောရမလား Burnley တော့ရှုံးနေထားပြီးတော့ West Ham ကလည်းနိုင်ထားနေထားတခုမှာဘလူးတွေကန်သွားမယ်ဘလူးတွေပေးထားတယ်ကြည့်လိုက်တော့ Brighton မှာနေထားပေးထားပြီးတော့ Leeds United ကလည်း တိုက်တော့မကွာဟလာတဲ့နေထားယူခုမှလေးရလဲဒီနေ့မှမစိုးဘောချေမှန်တယ်လို့ပြောလို့ရတယ်လို့ဒီပွဲစဉ်မှာတော့ကျွန်တော် Brighton နဲ့နည်းနည်းပိုကြိုက်နေသိမိပါတယ်ဗျာဒီပွဲစဉ်မှာ Brighton နှစ်ကိုတကိုးဆိုတဲ့ဂိုးရလတ်နဲ့နိုင်ရရှိမဲ့ကျွန်တော်ပွဲစဉ်ခံမှန်းလိုက်ပါတယ် Okay ပြီးရင်ကျွန်တော်တို့ Burnley နဲ့ Arsenal ပွဲလေးကြည့်လိုက်ရအောင် Champions League မှာလည်းဖလာရဖို့အတွက်စူးစမ်းနေသလို Premier League မှာလည်းဖလာရဖို့အတွက်စူးစမ်းနေတဲ့ Arsenal ကို တပြားလို့မေ့ထားလို့မရအောင်နော်ရှိနေတဲ့လူအင်အားကလည်းအားရတယ်လို့ပြောလို့ရတယ်ဗန်လေးကလည်းချစ်တော်တော်မှန်နေတယ်ဒီနေ့မှမစိုးတက်တက်လေကောလို့ဗန်လေးကတော့ဆက်ဆက်6ဆိုရင်နေထားမှာလို့တန်းစင်းစုံတော့နည်းနည်းကတ်နေတယ်ဒါပေမဲ့အာဆင်နယ်နောက်ဆုံး၅ပွဲမှာရှုံးပွဲတော့မရှိသေးတဲ့နေရာအခုမှာဗန်လေးလည်းသူကတော့ရတဲ့ပွဲစဉ်မှာပွဲချက်ကာလမရောက်ခင်မှာနိုင်အောင်ကန်သွားမှာပဲဒီပွဲစဉ်မှာလည်းအာဆင်နယ်9-0ဆိုရရလာတဲ့အနိုင်ရရှိမှာကိုခတ်မှလိုက်ပါတယ်ဗျာ โอเคဒီနေ့မှာစာဝန်ဒိန်းကြဖြစ်နေတဲ့ Crystal Palace လို့ပြောမှာပဲ Crystal Palace နဲ့ Bradford ပွဲစဉ်နဲ့ချက်လောက်ကြည့်ရအောင်ဒိန်းကြဖြစ်နေဆို Crystal Palace က Liverpool 3-0နဲ့နောက်ဆုံးပွဲနိုင်ရရှိထားသူတို့ Bradford ကလည်း Liverpool 3-2နဲ့နိုင်ရရှိထားဒီပွဲစဉ်ရဘလို့တွေသွားမလဲ Crystal Palace ဒီပွဲစဉ်ကိုနိုင်မလား Bradford ကရောညက်ခံမလားဒီပွဲစဉ်ရပွဲစဉ်ခံမှန်းကြီးလို့ကျွန်တော်ကဒီပွဲစဉ်တော့ တေးရလက်ပဲနည်းနည်းပုံညာပုံချိုင်နေသိမိပါဗျာဒီပွဲစဉ်ကိုတေးရလက်တကူတကူဆွေရတဲ့ပြီးဆုံးမဲ့ပွဲစခန်းမှလိုက်ပါတယ်โอเคဖူဟန်နဲ့ဥပါဟန်တဲ့ပွဲဒီပြပြောင်းလဲတော့ဖြစ်သွားပြီဥပါဟန်တော့ပြုတ်သွားပြီတဟက်ယူခေါ်ဆိုရောက်နိုင်မလားဖူဟန်ကလည်းဒီနေ့ကလည်းဟုတ်မလို့နဲ့ပွဲစဉ်လည်းမှာကြက်ကြက်လေးရှိသလိုနဲ့တော့ကိုရှုံးနေတာနေသားတွေမှာဆိုတော့နှစ်သိန်းတော့ရုံးနေရတဲ့နေသားတစ်ခုမှာတော့ နေထားဘယ်လိုလည်လာမလဲရွှေငါးဖြစ်ပါမလားဒီပွဲစဉ်ရဲ့ဂိုးရက်လက်တို့ဥပဟာတဲ့နောက်တန်းပွဲတဲ့အနေနဲ့ဂိုးတွေသွင်းမယ်ဆိုတော့ဖူဟမ်မဒီပွဲစဉ်ယူနှစ်ကိုတကိုဆယ်ဂိုးရက်နဲ့နိုင်ရရှိအောင်ပွဲစခန်းမှလိုက်ပါလေ Okay နော်တန်ဖောရဲနဲ့မန်ယူလာပြီနော်တန်ဖောရဲကနှိပြပြောင်းလဲဖြစ်သွားတာတစ်ချိန်မကတော့ဘူးနှစ်ချိန်ဖြစ်သွားပြီဆိုတော့မန်ယူသင်းကနောက်ဆုံးပွဲတွေမှာချစ်တော်တော်မန်နဲ့နေထားတဲ့ခုမှာ ရှုံးပွဲတော့နောက်ဆုံးကပွဲတပွဲပဲရှုံးနေတာနေတိုင်းမှာ Notre Dame Forest ကတပွဲပဲနိုင်တဲ့နေတိုင်းခုမှာဒီပွဲစဉ်ဘယ်လိုသွားမလဲပေးထားတဲ့အနေနဲ့တံပြန်နဲ့မန်ယူဒီပွဲဆက်နိုင်မှာမလားမန်ယူရဲ့အနိုင်ရလက်တွေဒီပွဲစဉ်မှာတော့ခက်တက်ရန်နာထားပြီးတော့ Notre Dame Forest နဲ့တကူတကူဆိုတဲ့ရလာတဲ့ပြီးဆုံးမှာပွဲစဉ်ခံမှလိုက်ပါတယ် Okay ဒီပွဲလဲကြည့်ကျင်တဲ့ Spa နဲ့ Chelsea ါတယ်နီးပြပြောင်းလဲနေဒီနေ့မှလည်းနည်းနည်းရင်ခုန်ဖို့ကောင်းသလိုဖြစ်စီကလည်းအနီကလေးနဲ့ပွဲစဉ်တောက်လျှောက်မှဆိုနံပါတ်ကြီးနေတဲ့အသင်းတစ်သင်းအနေနဲ့ဘလို့လေးပြီးဆုံးသွားမယ်ဒီပွဲစဉ်ရောစပါနောက်ဆုံး၅ပွဲမှာနှစ်ပွဲရှုံးနှစ်ပွဲနိုင်တစ်ပွဲသေးဖြစ်စီက၄ပွဲနိုင်တစ်ပွဲရှုံးဒီပွဲစဉ်မှာနေထားရရွှေ၅သာကွာခဲ့ရတော့ချက်စီဝဲဒီပွဲစဉ်ယူ နှစ်ကိုတကိုဆိုရနိုင်ရလာနဲ့ပြီးဆုံးမယ်လို့ပွဲစခံမှလိုက်ပါတယ်ဗျာကျွန်တော်ကြည့်ကျင်တဲ့ပွဲဒီပွဲလဲပါလီဗာပူးနဲ့အက်စတိုဘီလာတော်တော်ကိုပရင်ရှာများနေတဲ့လီဗာပူးနဲ့အက်စတိုဘီလာနဲ့ဒီပွဲစဉ်ကလီဗာပူးကတရေဖြစ်ဖြစ်ရှုံးနေတာဖြစ်ဖြစ်ဖြစ်သွားရင်ပရင်ရှာတော်တော်များသွားပြီနော်နီးပြအတွက်အက်စတိုဘီလာနဲ့တောက်လျှောက်ဆိုသလိုပဲငါးပွဲမှာတပွဲပဲရှုံးနေတာနေတာဒီမှာ ီပွဲစဉ်အရလာဘလို့ပြီးဆုံးသွားနိုင်လဲလီဗာပူးနဲ့အက်စတော်ဗီလောင်ဒီပွဲစဉ်ရဲ့ရလတ်ကိုတော့လီဗာပူးကဒီပွဲစဉ်မှာနှစ်ဂိုးတစ်ဂိုးနဲ့နိုင်မရရှိတော့နေထားတော့မလာတဲ့နေထားပေါ့လီဗာပူးကရွေးချယ်လိုက်ပါတယ်နှစ်ဂိုးတစ်ဂိုးဆိုရရလတ်နဲ့အနိုင်ရရှိသွားမယ်လို့ပွဲစဉ်ခံမင်းစတိန်နစ်ပရီဒီရှင်းနဲ့တကယ်ကြီးအားလုံးနှုတ်ဆက်လိုက်ပါအားလုံးကိုစိတ်နှပြကျမ်းမာကြပါစေဗျာ